မင်္ဂလာပါခင်ဗျာကျွန်တော်အခုဖတ်ပြခြင်းနဲ့အစာလေးကတော့မြမဒီမိုကရေစီခီးနဲ့သူရကုတင်ဦးစာအုပ်တဲကအခန်း19ဖြစ်ပါလေဖနာမရှိတဲ့တရုတ်ဆရာဝန်ဤစေးသုံးလုံးနဲ့ ဘုံမူကြီးကျော်သောတရုတ်မိတ်ဆွေတွေလိုက်ပြသောရေအားလျက်စစ်ဆိုင်ုံနှင့်ဆဲကိုကြည့်ပြီးပြန်လာသောအခါနေမွန်းတဲ့12နာရီထိုးပါပြီဒီလိုနဲ့နေလေသာထမင်းဧကန်ကျွေးမွေးကြပါれကျွန်တော်တို့လည်းစာသာနဲ့အားရပါရစားပြကြပါれကျွန်တော်တို့ဇပွဲရဲ့ဟိုဘက်ဇပွဲမှာတခင်ခင်တော်တို့ဘုံဦးကြီးကျော်တော်တို့ထမင်းစားဖို့ပြင်နေကြတယ် ဘုံကြီးကျော်သောကယခုဒုတိယဘိုးချုပ်မူကြီးငိမောင်အေးဤအကိုသူကအမြောက်တက်ကတန်ဖို့သူကိုရှမ်းကျော်သောဟုလည်းခေါ်ကြပါတယ်။သို့သောဟိုဘက်စပွဲမှာ ထိုင်ကုန်တနေရာလွတ်နေပါတယ်။သုံးနဲ့ဒါဘုသူနေရာလဲထိုင်ကုန်မှာနေရာလွတ်နေတာဘုသူလဲဟုမေးကြပါတယ်။စောစောကပြောခဲ့တဲ့အမြောက်တက်မှုဘုံကြီးကျော်သောဘယ်သွားလဲဟုမေးတော့ ခေါင်းလေးကမူးနောက်နောက်ဖြစ်နေခဏသွားအိတ်နေတယ်လို့ပြောပါတယ်။ဤတွင်တယုတ်မိတ်ဆွေယင်တန်ရှင်ဆိုတာပါလာပါတယ်။သူလဲဘုံမူးကြီးပါပဲ။ကျွန်တော်တို့အဖွဲ့နောက်ကလိုက်ရလာရတဲ့အရာရှိဘုံမူးကြီးယင်တန်ရှင်ကပြောပါတယ်။ဟာဒီလိုဆိုပဲဖြစ်မှလဲဘုံမူးကြီးကြော်စောမကြမ်းပါဘူးဆိုရင်ဒါကျွန်တော်တာဝန်ပဲသူ့ကိုဆီယောင်ဝင်ပြပြီးစေကူတာမှုပေးရမှာပေါ့လေ။ကျွန်တော်က နင်းနဲ့ပပနေမကောင်းဖြစ်တာကိစ္စမရှိပါဘူးဗျာဟုတ်ပြောလိုက်ပါတယ်တေယုတ်ပုံမှုကအာမဟုတ်ပါဘူးဗျဒီလိုထားလို့မဖြစ်ပါဘူးစေကုသပေးရမှာပေါ့ဆိုပြီးနေရာကပျောက်သွားတယ်နောက်15မိနစ်ခန့်ကြာတော့အဲ့ဒီတေယုတ်ပုံမှုပြန်လာပါတယ်သူနဲ့အတူတေယုတ်ဆရာဝန်တွေရောက်လာကြတယ်သူဆရာဝန်တွေကိုဘဲဖုတ်တဲ့ဒေါက်တာလို့ခေါ်ကြပါတယ်ကြားပူကြပါလိမ့်မယ် ဖနံမစည်းသောဆရာဝန်များအဖွဲ့ဆွဲကြရင်ဆရာဝန်ဂျူဒီကိုရဲ့ဝစ်စင်ထားသူရဲ့သူနာပြုဆရာမများ ပါလာပါတယ်။ဩသတိရတာကလေးပြောလိုက်ပါဦးမယ်။ဒီတော့ကပြည်တနာဖြစ်ကြပါသေးတယ်။တခင်ခင်စော်တို့ကနောက်ဆုံးမှရောက်လာကြပြီးစားနေဒီမှာအနှင်းငယ်နောက်ကျသွားတယ်။တို့ဖြစ်၍တခင်ခင်စော်တို့စားပြီးမပြီးကြပဲစားနေတဲ့အချိန် စကားပြန်လို့သူတရုတ်ပုံမှုကမြန်မာစကားဖြင့်ဘာပြောတယ်လဲဆိုတော့ကျွန်တော်တို့ဘုံမူကြီးကြော်သောနေမကောင်းလို့ခဏသွားကြည့်အောင်မယ်ခမားတို့ငတ်တဲ့သူတွေဆက်စားကြပါအောင်နဲ့စကားပြန်ကထို့သို့ပြောလိုက်တဲ့အခါသခင်ခင်တော်ကနေ့လေသာစားနေရင်မှရက်ပြီးကောင်းပြီကျုပ်တို့ကိုငတ်တဲ့သူတွေဆက်စားကြအောင်ဆိုတော့မစားတော့ဘူးသူ့ကိုပြန်မိပါအောင်ဘာကြောင့်ငတ်တဲ့သူတွေဆက်စားကြလို့ပြောတာလဲ ထိုစဉ်ကတရုတ်စကားပြန်ဝန်မှုကကျွန်တော်ကိုကိုရင်လို့မြန်မာလိုအလွယ်ခေါ်ပါတယ်သူနာမည်ထိတ်မှာရင်ပါသဖြင့်ကျွန်တော်ကကိုရင်လို့ခေါ်တာပါသူကမြန်မာနိုင်ငံကိုတာမတ်ဖြင့်လာသွားမှုပါတယ်ထိုစဉ်ကတရုတ်နိုင်ငံရဲ့ယုံကတတိယအတွင်းဝင်ဖြစ်ခဲ့ပြီးမြန်မာဘာသာစကားပြောတတ်သောကြောင့်ကျွန်တော်တို့မြန်မာချစ်ချည်အဖွဲ့နဲ့ထွေးပေးထားခြင်းဖြစ်ပါတယ်ယခုသခင်ခင်တော်တို့ကို ငတ်တဲ့လူတွေစက်စားနေကြအောင်လို့ပြောသွားသည်ဖြစ်သခင်ခင်သောဘောပွားပြီးထမင်းစားခြင်းကိုရဲပစ်လိုက်သည်မဟုတ်လားဟဲ့ကိုရင်မောင်ရင်ပြောတဲ့စကားထဲမှာငတ်တဲ့သူတွေစားနေကြဆိုတာမအောင်ပြောတာလေတရုတ်စကားပြန်ကိုရင်ကဤသို့ပြန်ပြောပါတယ်ဟုတ်တယ်လေသူတို့ထမင်းစားနေကြတာမပြီးသေးလို့ကျွန်တော်ကအဲ့ဒီလိုပြောတာပဲကျွန်တော် ငတ်တဲ့သူလို့မပြောရဘူးဒါအလွန်ရိုင်းဆိုင်တဲ့စကားပဲအမှန်ကထမင်းစားလို့မဝသေးတာကိုငတ်တယ်လို့မပြောသင့်ဘူးဒီတော့မှတရုတ်စကားပြန်ကိုရင်က သူ့အနေနဲ့တရုတ်ဘာသာကိုမြမပြာပြန်ဝေါ်ဟာရအတုံးဆွဲမှားပြီးခွန့်လော့ပါတဲ့တောင်းမှန်ရှာတယ်ကျွန်တော်လဲထိုကိစ္စကို သခင်ခင်စော်ကို ရှင်းပြရပါတယ်ဒီလိုပါသခင်ခင်စော်ရဲ့ထမင်းမဝသေးတဲ့သူတွေဆက်စားကြပါလို့ပြောချင်တာ စကားလုံးမသုံးတတ်လို့မြန်မာစကားကောင်းကောင်းမတတ်လို့ငတ်တဲ့သူကြီးဆက်စားပါလို့ပြောမိတာပါဒီမှာပဲပြဿနာဖြစ်ပါသေးတယ်သခင်ခင်စော်ဆိုဒီမှာအခင်မဟုတ်လားသူကလည်းနည်းနည်းမှအထီးခံလို့မဟုတ်ပေကိုသခင်ခင်စော်ကစိတ်မပြေသေးပေကျုပ်တို့ကိုဒီလိုပြောရမှာလားဗျာငတ်တဲ့သူတွေကျုပ်တို့ကိုပြောရင်ခမ ्या ကိုပြောရတယ်ဘာချားလဲအတူတူပဲပေါ့ဗျာ ကျွန်တော်ကတောင်းပန်တော့မှသခင်ခင်စောတို့လည်းစိတ်ပြေသွားပြီးထမင်းဆက်စားကြံရပါတယ်။သုံးနေကျွန်တော်လည်းဘုံမူကြီးကြော်သောနေမကောင်း၏လဲလျောင်းနေသောအခန်းထဲကိုလိုက်သွားရပါတယ်။အခန်းထဲမှာပြဿနာဖြစ်နေပါပြီ။ကိုကြော်သောကမတ်တရက်လျက်ရှိပါတယ်။သူနာပြုဆရာမနဲ့ဆရာဝန်ကလည်းမတ်တရက်နေပါတယ်။ဘုံမူကြော်သောကိုဆရာဝန်ကတောက်ဆေးပေးပါတယ်။သူနာပြုဆရာမကတောက်ဆေးထုတ်ပေးနေတယ်။ ဘုံမူကျော်တော့ကနေပါစီနေပါစီကျွန်တော်နေကောင်းတော့ပါပြီကျမ်းမာတော့ပါပြီစေးတော့ဖို့မလိုပါဘူးလို့ပြောနေပါတယ်ဇကပြန်တရုတ်ဘုံမူကိုရင်ကတရုတ်ဆရာဝန်ကို မေးကြည့်ပါတယ်ဆရာဝန်ကမြမဧည့်သည်ကိုစမ်းသက်ကြည့်တော့ကိုပူနေတယ်အဖျားလဲရှိတယ်ဒါကြောင့်ဆေးပေးတာကိုလူမမာကမတော့ဘူးဆရာဝန်ပေးသောဆေးကိုအဖျားသွေးရှိနေသောဘုံမူကျော်သောမတော့ဘူးဟုငင်းဆန်နေသဖြင့်ကျွန်တော်က စိတ်မကောင်းဖြစ်မိပါတယ်။ဒါနဲ့ကျွန်တော်ကဘုံဥကြော်သောကိုမေးကြည့်ပါတယ်။ဘုံဥကြော်သောကိုကြော်သောကအဖွဲကောင်းဆောင်ကြီးဘာလဲဗျာတဲ့။ကိုကြော်သောရဲ့ခမရနေမကောင်းဘူးဆိုလို့သူတို့ကဆရာဝန်သူနာပြုနဲ့တကွတကူးတကရောက်လာကြတယ်။ခမရကိုအဖျားဆန်းကြည့်ပြီးကိုနှွေးနေလို့စိတ်ပြတာခမရတောက်မှာဗောဗျ။ဒီတော့ဘုံဥကြော်သောက လေးတန်ခတ်ပြောပြောနဲ့ဤသို့ပြန်ပြောရှာပါတယ်ခေါင်းဆောင်ကြီးရဲ့ခေါင်းဆောင်ကြီးကတောက်ဆိုတယ်တောက်ပါမယ်ဗျာဒါပေမဲ့သူတို့ဆရာဝန်ပေးတဲ့အစေးကိုလည်းကြည့်လိုက်ပါဦးဒီတော့မှတရုတ်သူနာပြုဆရာမပေးတော့သူတို့တရုတ်တိုင်းစေုံကိုကြည့်လိုက်မိပါတယ်တရုတ်ဆရာဝန်ပေးတော့စိတ်မှာကွန်ဒီလုံးရွယ်စေတုံလုံးဖြစ်ပါတယ်ဘုံမှုကျော်တော်ကပြောပါတယ်ဒါတော့ကြည့်တဲ့စေတုံလုံး ကျွန်တော်ဘလို့မျိုးချရမှာလဲခေါင်းဆောင်ကြီးရဲ့ဒီဆေးသုံးလုံးကိုကျွန်တော်ကထက်ချမ်းချမ်းပြီးတောက်ရမှာလားလေးစိတ်စိတ်ပြီးတောက်ရမှာလားဒုက္ခပါပဲဗျာဒီတော့မှကျွန်တော်ဖြင့်ဘုံဥကြော်သောကို အလွန်သနာသွားမိပါတယ်သူတို့တရုတ်ပြည်ကဘဲဖုတ်တဲ့ဒေါက်တာခေါ်တရုတ်တိုင်းစီကုသနေကြသောဆရာဝန်များဤလွှတ်ဆွမ်းမိတရုတ်နိုင်ငံကြေးတော်ဒေသက ခဏမှာပါသောခြေကြွဆရာဝန်တို့ပေးသောစေးကြောင့်ဘုံမှုကြော်သောမှာမျက်လုံးမြူးမျက်စံမြူးဒုက္ခရောက်နေပုံပါပဲဤသို့နှင့်ထိုပြဿနာကိုကျွန်တော်ဝင်ပြီးရှင်းရပါတော့တယ်ဆရာကြီးတို့ပေးတဲ့စေးကိုယူသွားပြီးတော့စားပါမယ်ယခုတော့မစားပဲရစေနဲ့ဦးလို့ပြောပါတယ်ခဏမှာပါသောတရုတ်ဆရာဝန်ကတိတ်တော်စိတ်မကြည်နဲ့သေးဟန်ဖြင့်ဒါဖြင့်ကောင်းပြီလေ ဆေးယူသွားပြီးခမ ्या ကိုယ်တိုင်တိုက်ပေးရမယ်ဆက်ဆက်တော့ပါသည်ကျွန်တော်ကလည်းဖဏမပါတော့ဆေးဆရာဝန်ကြည်နဲ့ဆီယံပြောရပါတယ်ကျွန်တော်ခေါင်းဆောင်မှာစိတ်ချပါသူ့ကိုဆေးတော့ရအောင်ကျွန်တော်ကိုယ်တိုင်တိုက်ပါမယ်တဲ့ထိုတရုတ်ဆေးသုံးလုံးကိုဘုံဟူးကြော်စောအားအမှန်မတိုက်ဖဲလွှင့်ပစ်ခဲ့ရပါတယ်ဒုံလေးကတဲခိုးသောဟိုတယ်ပြန်ရောက်တော့ဘုံဟူးကြော်စောကကျွန်တော်ကိုပြောရပါပြီ ကိုကျော်တော့ရဲ့ဖြစ်မှာဖြစ်ရပါလိမ့်ဗျာဖြရင်နိုင်ကျွန်တော်တို့ကိုပြောရောဗောဗျာကျွန်တော်တို့မှာပါရာစီတမောဆီတွေပါလာတာပဲဟာဤကားအမြောက်တမှုမုံမှုကြီးကျော်သော ကြုံခဲ့ရသောတရုတ်ပြည်ခီးမှဇလန်တပုတ်ပါပဲဘုံမှုကျော်သောမှာယခုအခါကွယ်လွန်ရှားပါပြီအမြောက်တမှာတစ်ဆင့်နိုင်ငံသားရေးဝန်ကြီးဌာနသို့ရောက်စစ်တမ်းမှုအဖြစ်နိုင်ငံသားရောက်သွားပါသေးတယ်မြမပြည်ပြန်ရောက်ပြီးတော့အငိမ့်စာယူပါတယ်နောက်နောက်လုံးရောကဖြစ်တယ် ်တင်ပါရဲ့အင်္ဂလန်နိုင်ငံသို့သွားရောက်ကုသသေးတယ်သို့တော်အဆင်မပြေရှာပဲကွယ်လွန်သွားခဲ့ပါတယ်ဘုံမှုကြော်သောကိုတရုတ်ပြည်ခေါ်သွားရတဲ့အကြောင်းမှသူကမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ရှမ်းပြည်နယ်ဒေသပါတီကော်မတီဥက္ကဋ္ဌဖြစ်ပြီးတရုတ်ပြည်နယ်ရှမ်းပြည်နယ်နယ်စပ်ချင်းနီးနေသောကြောင့်ဘုံမှုကြော်သောကိုခေါ်သွားရခြင်းဖြစ်ပါတယ်ပြောရအောင်မီ1988ခုနှစ်ရှစ်လေးလုံး ဒီမိုကရေစီလူမှုအုံကြွမှုကြီးဖြစ်သည့်အခါအငင်းစားယူပြီးတံဖူးဟောင်းတအိုးဖြစ်သူ့ကိုသွားခေါ်ကြသည်လေကိုကျော်သောကကောင်းစွာမကျမ်းမာရင်ကျွန်တော်ကိုဆနာပါဗျာကျွန်တော်ကီလာနာမကျမ်းမာသူဖြစ်နေလို့ပါမလိုက်ပြရသေးနဲ့ခမားတို့လောက်ရတွေကိုကျွန်တော်အကျွမ်းမဲ့ထောက်ခံပါတယ်ခုပြောရှာပါသေးတယ်နောက်နေ့1989ခုနှစ်မှာပုံမှုကျော်သောကွယ်လွန်ရှာပါတယ်ဤသို့ဖြင့် ကျွန်တော်တို့မြန်မာချစ်စီရေးကိုယ်စားလှယ်အဖွဲ့တရုတ်ပြည်တွင်ရတတက်၃ဘတ်ခန့်ကြာသွားပါတယ်။ပြန်တော့မီဆိုတော့တရုတ်ပြည်ပီကဲမျိုးတော်ကနေဝူဟန်ပြည်နယ်ကိုရောက်သွားပါတယ်။ဝူဟန်တွင် Hiding Palace ကိုအဖိုးတန်ပစ္စည်းပြတိုက်ကို လိုက်ပြခဲ့ပါတယ်။အဲဒီမှာကြည်ရမြင်ရတာစိတ်မကောင်းစရာပါ။ဟိုတစ်ချိန်ကတရုတ်နိုင်ငံလောက်ခံရတနာဘုံနေပြီးတော့ကမင်းတို့မင်းဆက်တာတော့ပစ္စည်းများဟုတ်မဟုတ်မဟန် ရေးသားမှတ်တမ်းတင်ပြသထားပါတယ်။ကုန်းပေါင်းမင်းဆက်မင်းတို့မင်းကြီးရဲ့လက်ဆောင်တရုတ်ပြည်ရောက်ရာဇဝင်ပစ္စည်းများပြသထားပါတယ်။အမှန်ကထိုစဉ်ကာလမင်းတို့ပြင်ကတရုတ်ပြည်သို့ချစ်ကြည်ရေးကိုယ်စားလှော့လက်ဆောင်ပစ္စည်းပေးပို့ခဲ့ခြင်းပေါ်မသိမတော့တရုတ်တွေကတမျိုးယူဆပြီးလီစေထားတာပါ။ရနဘုံနေပြီးတော့ပြည့်ရှင်ပြီးရင်မင်းတို့မင်းကိုပင် ူတို့တရုတ်ပြည်လက်အောက်ခံမင်းတပါဟုသဘောထားပါတယ်ချစ်ကြည်ရေးအတွက်လက်ဆောင်ပနာပို့တာခြင်းကို အပေါ်တွင်ဆိုထားသကဲ့သို့လက်အောက်ခံနိုင်ငံတနိုင်ငံကအခွန်တို့ ပို့လွှတ်ဆက်သသည့်သဘောဖော်ပြထားပါတယ်အမှန်ကအားလုံးလည်းတီးပြီးသမိုင်းရာသွင်းရှိပါတယ်အလောင်းမင်းတရားဒီဥအောင်စရာတတော်စင်ဖြူရှင်မင်းလက်ထက်မှာတရုတ်စစ်တပ်ဒီမြန်မာပြည်သို့ခြိတက်တိုက်ခိုက်ခဲ့ရာ ဘိုးချုပ်ကြီးမဟာသီဟအသူရာခေါင်းဆောင်ပြီးတိုက်ထုတ်၍တရုတ်တွေစုပ်ပြတ်ပြိုကျ၃ချိန်၃ကာတိတိစစ်ရှုံးပြီးပြန်ပြေးခဲ့ရတာဖြစ်ပါတယ်။တရုတ်စစ်သူကြီးတွေကိုကိုကိုတတ်သိခဲ့ရသောသမိုင်းရှိပြီပဲ။ဒါကိုအခုခေတ်ကွန်မြူနစ်တရုတ်ပြည်ကမသိပါဘူးလား။တိတိကြီးနဲ့အမင်းကြီးအောင်မသိချင်အောင်စောင်းနေတာပဲဖြစ်ခြင်းဖြစ်မှာပါ။ယခုတော့တရုတ်မိတ်ဆွေတွေကထိုယခင်ကကျွန်တော်တို့ဘင်းမင်းတို့မင်းကိုမင်း သူတို့ရှေးခေတ်တရုတ်ဘုရင်ဤလောက်ခံပနာတော်ဆက်နိုင်ငံငယ်ကလေးပဲဖြစ်ခဲ့သလိုလိုသူတို့ပြောတဲ့ဆိုတဲ့တွေက မခံခြင်းစရာလောက်လာကြပါတယ်။သို့တော့ကျွန်တော်တို့ကမခံခြင်းမိမဲ့ချစ်ကြည်ရေးအဖွဲ့ဝင်ပြီးပြီးမခံခြင်းဒီကိုဘယ်လိုမှတစုံတစထုတ်ဖော်ရေးမပြခဲ့ပါဘူး။အလိုက်တင်အလျားတင်သာ စကားပြောရင်ခင်မင်းချင်းမပြက်စီရအောင်စောင့်ထိန်နေခဲ့ရပါတယ်။ခန်း၂၀ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများလှူအားပေးမှစွန်ဖုံပေးခွင့်ရတဲ့တရုတ်ကွန်မြူနစ်ဥပဒေတရုတ်ပြည်ကြီးတွင်အထူးကျေးဇူးရှိသည်မှာဗုဒ္ဓမြတ်စွာ အစွဲတော်ကိုဖူးမြင်ခွင့်ရခြင်းပဲဖြစ်ပါတယ်။ဒီမှာစိတ်ဆင်းရဲစရာနောက်တစ်ခုကြုံရပါတယ်။ဗုဒ္ဓဘာသာဘုန်းတော်ကြီးများရဲ့ဘဝပဲဖြစ်ပါတယ်။တရုတ်ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအားဗုဒ္ဓဘာသာဝင် ဒါရကဒါဤကာမတွေကလှူဒန်းသောပစ္စည်းလေးပါအလှကံွင့်ရကြပါတော့လေဗုဒ္ဓဘာသာဖုံးတော်ကြီးများမှာသူတို့ဤတရုတ်ပြည်ကွန်မြူနီဥပဒေအရအလုံးမလုံးပဲစွန်စားဝင်မရပါဘူးတရုတ်ပြည်ရဲ့အခြားအလုံးသမားများလိုပင် အလုံးကိုပင်ပန်းစွာလှုပ်ပြီးခွဲတန်းဖြင့်အစားစားဝင်ရသည့်ဖြစ်ရကိုဗုဒ္ဓဘာသာဝင်များဖြစ်သော ကျွန်တော်တို့မြင်ရသဖြင့်များစွာမှစိတ်ဒုက္ခရောက်ခဲ့ကြရပါတယ်သူတို့စီက people commune ခေါ်ပြည်သူပုံရိပ်သား၌နေရသူတွေမှာအစားစားခွင့်ကူပွန်လက်မှတ်ကလေးတွင်ဖြင့်စားကြရပါတယ်ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကိုလည်းကူပွန်လက်မှတ်ပြည့်သာစွန်ထမင်းစားသုံးဖုံပေးခွင့်ရကြပါတယ်တရုတ်ကွန်မြူနတီပါတီမူဝါဒကတော့လှုပ်လှုပ်တည်သူသာရိတ်ခါလက်မှတ်ကူပွန်ရမည်ဥပမာအဖြစ်တရုတ်စားတောက်ဆိုင်တွင် စားတောက်လုံးတွင်လှုပ်ထားလာမှထုတ်ပေးထားသောကူပွန်ပေးသာစားခွင့်တောက်ခွင့်ရှိသည် နနစာနိနေစာစားဖို့ကတော့ဘုံဆက်မှုအလုတ်စခန်းမှာကျွေးပါတယ်အလုတ်ဌာနကပေးသောကူပွန်ဖြင့်စားတော့ဆိုင်မှာစားခြင်းအားဝယ်စားအဝတ်အထည်လူသုံးကုန်စသည်တို့ကိုဝယ်ယူခွင့်ရပါတယ်ဒါကဟိုတုန်းကလွန်ခဲ့သောနှစ်90ကတရုတ်ပြည်ရှိဗုဒ္ဓဘာသာဖုံးတော်ကြီးများ၏လက်တွေ့ဘဝပါပဲဤအဖြစ်အပျက်ကို ရှုမြင်ရ၍ယရနာသုံးပါးဥထိတ်ထားသော ဖရာတရားတန်ဃာတော်တို့ကို ကြီးညိုမြန်တို့အာကိုလေးစားသူကျွန်တော်တို့မြန်မာချစ်ကြည်အဖွဲ့ဝင်တွေမှာယင်းနဲ့အမျှကြေကွဲဝန်နေခြင်းဖြစ်ခဲ့ရပါတယ်ကျွန်တော်တို့ရောက်သွားသောဝူဟန်ဆိုဒီမှာစက်မှုဆောင်မြို့၃မြို့ကို ပေါင်းစည်းထားတဲ့မြို့ပါပဲဝူဟန်စက်မှုဆောင်မှာတစ်ဆင့်နန်ကင်းမြို့ကိုရောက်ပါတယ်ပြောရပါဦးမယ်နန်ကင်းစစ်တပ်ကတော်ကိုမြန်မာကိုယ်စားလှယ်အဖွဲ့တွားရောက်ကြစဉ် ဝင်းဝအဝင်မှ စတင်ကြိုးဆိုသူတွေက လက်ခုပ်တွေတဖြောင်းဖြောင်းတီးကျွန်တော်တို့မြန်မာချစ်ကြည်အဖွဲ့ဝင်တွေကလည်းစစ်တပ်ကတို့အတွင်းလမ်းလျှောက်သွားရင်တုတ်ပြန်လက်ခုပ်တန်တဖြောင်းဖြောင်းလက်ဖွားတွေနာကုန်သည်အထိတီးကြရပါတယ်ဤသို့လက်ခုပ်တီးရခြင်းမှာပနာမအစပင် ရှိပါသေးတယ်စစ်တပ်ကတို့ခမ်းမဆောင်ကြီးအတွင်ဝင်ပြီးကျောင်းအုပ်ကြီးနဲ့နှုတ်ဆက်ပြီးကျွန်တော်ကမြမချစ်ကြီးကိုယ်တိုင်အဖွဲ့ကြီးပထမဆုံးနှုတ်ဆက် စကားမပြောမီမိုက်ခရိုဖုန်းအသံချက်စကားပြောခွက်ရှိမှရက်ပြီးစစ်တပ်ကတော့အကြောင်းဦးကြီးနဲ့တကွအကြောင်းသူအကြောင်းသားများဟုစတင်ခေါ်လိုက်စင်ပါပင်အထက်မိုးခေါင်းမိုးနာကဖြောက်ခနဲ့လက်ဖြုတ်တီးတန်ကြကြားလိုက်ရပါတယ်ထိုအခါမှာအပရိသတ်တူကြီးကလက်ခုတန်တစ်ဖြောင်းဖြောင်းမရမနာစပြီးတီးပါတော့တယ် သူတို့လက်ခုပ်တီးတန်ရက်တော့မှကျွန်တော်ကစကားဆက်ပြောရပါတယ်ကျွန်တော်ဤစကားတခွန်းတခွန်းပြောဥနာရှိပါသေးတယ်အချက်ပေးလက်ခုပ်တန်တစ်ချက်ကထပ်ကြားရပြန်ပါတယ်လက်ခုပ်တွေတဖြောင်းဖြောင်းထတီးကြပြန်ပါတယ်စကားပြောနေသူကျွန်တော်မှဘာဆက်ပြီးပြောရမှန်းကိုမသိပဲလက်ခုပ်တီးတန်ရက်သွားစီရန်စောင့်နေရသဖြင့်စန့်တန်ငန်ငန်ပြောရဆိုရသည်မှာလေးလေးပင်ပင်အောင်မရှိတော့ပါဘူး စစ်တပ်ကတော့မှဒီလိုလက်ကုတ်တန်တစ်ဖြောင်းဖြောင်းတီးကျွန်တော်ဗာပြောဒီကိုနားထောင်ရမကြိုးစားပဲစကားတခွန်တခွန်ပြောတိုင်းလက်ကုတ်တီးနေရရာ လူစိတ်ယုတ်တွေလှုပ်ရှားနေသည့်အလားဟုပင်ထင်မှတ်ရပါတယ်ကျွန်တော်တို့လည်းစစ်တပ်ကတော့မှထွက်လာပြီးနောက်ဖက်ဆစ်ဂျပန်တရုတ်ပြည်ကို မတရားကျွန်ပြု အုပ်ဆိုးစဉ်ဒုတိယကမ္ဘာစစ်အတွင်းရရဆက်ဆက်လုပ်ခဲ့ကြသောအနေထာယုံမြင်ငွင်အပြည့်အစည်းတွေကို လိုက်ပြပါရယ်။အဲဒီကမှတစ်ဆင့် Pop Plane ဟုခေါ်သော တရုတ်ပြည်မြို့ချေကောင်းဆောင်ကြီးဒေါက်တာဆွန်ရက်စင် ပြတဲ့ကိုသွားကြည့်ကြပါတယ်။နန်ကင်းမြို့မှာတစဉ်ရှန်ဟိုင်းဆက်မှုလက်မှုဆောင်ကို သွားကြည့်ပါတယ်။ရှန်ဟိုင်းမြို့ကအခြားသောတရုတ်မြို့များနဲ့တဘာသာကွဲပြားနေပါတယ်။အနောက်ဥရောပအနှံ့ငင်းဝင်းနေကြံနေပါသေးတယ်။ငွေအစားကစပြီးပီကင်းမြို့တော်နဲ့မတူပါဘူး။တရုတ်မှာကလေးများအဝိအစားကတောက်တောက်ပပသစ်သစ်လွင်လွင် ရှုခြင်းစရာ မြင်ကွင်းတွေတွေ့ခဲ့ရပါတယ်ရှန်ဟိုင်းမြို့မှာတရုတ်ကွန်မြူနီလူငယ်အကြောင်းရှိပါတယ်နောက်အခါတရုတ်ကွန်မြူနီပါတီကနှိုးဆွပြီးပေါ်လာသော Red Guard တရုတ်လူငယ်တပ်နေအဖွဲ့အစည်းစတင်ဒီမှာတရုတ်ကွန်မြူနီလူငယ်အစံအကြောင်းကစတင်ငယ်ခြင်းဖြစ်ပါတယ်ရှမ်းမြို့အတဆင့်ဟန်ချောင်ဆိုသည့်မြို့ကိုရောက်ခဲ့ပါတယ်။တရုတ်ပြည်တောင်ပိုင်းယဉ်ကျေးမှုမြို့တော်ဖြစ်ပါတယ်။ဟန်ချောင်ယဉ်ကျေးမှုမြို့တော်ကလေးကအတော်လှပါတယ် တရုတ်ကွန်မြူနတီပါတီဥက္ကဋ္ဌကြီးမော်စီတုံးကိုယ်တိုင်အပန်းဖြေအနာယူရင်ဒီမျိုးမှာလာရောက်အနာယူတွေရှိပါတယ်။ရာသီဥတုကလည်းအလွန်တာယာတဲ့မျိုးပါပဲ။ဟန်ချောင်မျိုးမှာအလွန်လှပကြီးနူးပွဲကောင်းတဲ့ရေကန်ကြီးရှိပါတယ်။ရင်းရေကန်ကြီးအဆုံးလွန်သွားရင်ပင်လယ်ကမ်းကြီးကိုထွက်သွားပါတော့တယ်။ဟန်ချောင်မျိုးက သမိုင်းနောက်ခံရှိပါတယ်။မုံငုံဘီယင်ကုဗလိုက်ခံက စစ်တပ်ကြီးခြိတက်ပြီးဟန်ချောင်မြို့ကို တိုက်ခိုက်ခဲ့ရာအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါတယ်။မွန်ဂိုဘီယင်ကုပလိုင်ခန်ကဒီဟန်ချောင်မြို့ကို သိမ်းယူပြီးတရုတ်ရှေးဟောင်းရင်ကျင်းမှုအဆောက်အုံများကိုမြည်၍စိတ်ကြည်နူးနှစ်သိမ့်ပြီးမြို့ကိုမဖျက်ဆီးပဲအလှမပြတ်ထားခဲ့ပါတယ်။ထိုပြင်ဟန်ချောင်မြို့မှာစိုးမိုးအုပ်ချုပ်နေသော နေသာပေသာအုပ်ချုပ်သူကိုလည်းလက်အောက်ခံအဖြစ်တစ္ဆာကြီးတိုက်လျက်ပ ပြန်ခန့်ထားပေးခဲ့ပါတယ်။ထိုချိန်မှာစတင်၍စစ်ဘီရင်ကူပလိုင်ခံဟာအသက်ကြီးလာသည်ကလည်းကြောင်းစိတ်ဓာတ်နူးညံ့ပျော်ပြောင်းလာသည်ကလည်းကြောင်းတို့ကြောင့်အခြားလည်းနဲ့နိုင်ငံငယ်များကိုရန်ပွားသိမ့်ပိုက်တိုက်ခိုက်လို့သောဒေါသမောဟလောင်မြိုက်မှုအားငဲပါလာပါတယ်။ထို့ကြောင့်နောက်ပိုင်းမှာပကန်းနေပြည်တော်ကိုလာရောက်တိုက်ခတ်သိမ့်ပိုက်ခဲ့သောကူပလိုင်ခံစစ်တပ်ကြီးကိုပကန်းနေပြည်တော်မှ ပြန်လည်ဆုတ်ခွာရန် ပကံနိုင်ငံတော်မှဒီတာဘမောကဖုံးတော်ကြီးကငင်းညာကြီးတရားကိုဟောကြရာလက်ခံပြီးတရုတ်စစ်တီများပကံနေပြီးတော်မှ ဆုတ်ခွာသွားစီခြင်းဖြစ်မယ်လို့ယူဆပါလေ။နားစင်ပေးတဲ့အတွက်အားလုံးကိုရှေးစုတင်ပါတယ်။ ဆက်လက်ပြီးတင်ပြသွားဦးမှာမူစောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ